န်တက်ထဲမှာအကျုံးဝင်တဲ့လူတွေအကုန်လုံးရခိုင်ပြည်ရဲ့အပြင်ပါ ရခိုင်ပြည်ကနေတခြားပြည်ပတွေကိုတခြားပြည်နယ်တွေခြားတိုင်းဒေသကြီးတွေကိုထွက်ခွာခွင့်ပေးလိုက်တယ်ပထမတော့ကနာဆာကအစိုးရကနေစစ်မှုထမ်းဥပဒေထိုးတုံးကဟာမြန်မာတိုင်းနိုင်ငံလုံးအကျဉ်းချနေပါတယ်မြန်မာတိုင်းနိုင်ငံလုံးထောင်ချနေပါတယ်ဆိုပြီးတော့ပြည်ဖြတ်တယ်နဲ့ဘုံကြုံမျိုးညစ်တင်တဲ့မီဒီယာတွေပေါင်းပြီးတော့ဝါဒဖြန့်ခဲ့ကြတာအုံနေခြင်းနဲ့အခုအေးအေးက သူတို့ရခိုင်ပြည်နယ်ကနေတခြားကိုထွက်ခွာမပေးဘူးအကုန်လုံးရခိုင်ထဲမှာပဲသိရမယ်ရခိုင်ကိုလူမျိုးတုံးပြောက်ခွဲအောင်လူမျိုးတုံးအောင်ရခိုင်ဆိုတာအယုတ်ရေးပြရအောင်လုပ်နေတာကြတော့ရခိုင်ပြည်နယ်လို့အကျဉ်းထောင်ကြနေပါတယ်လို့ဘယ်သူကမှမပြောရဲကြတာထူးဆန်းတယ်အခုကျတော့ဘာကြောင့်ရခိုင်တပြည်နယ်လို့အကျဉ်းကြနေပါတယ်လို့ခင်ဗျားတို့မဝေဖန်ရတယ်ဝေဖန်ရရတယ်မှန်ရင်လက်ခုတီဗီအားပေးရတဲ့တက်တီရှိရမယ်။မှားရင်လည်းပဲလက်ညှိုးထိုးဝေပန်ရတဲ့တက်တီရှိရတယ်။ကျမကြီးကျမမိန်းမသား ကျွန်မမှရင်ထောက်ခံနေအားပေးတယ်။မှရင်ကျွန်မလက်ညှိုးထိုးပြီးဝေဖန်ထောက်ပြတယ်။ဟာခိုင်မိုးလင်းလို့ခိုင်းရသားလို့ထုံးမြတ်နိုင်လို့တပုံးကြီးကမျိုးဆက်နဲ့တစ်ဆက်ပြီးတစ်ဆက်လက်ဆင့်ကမ်းပြီးတော့အဆက်မပြတ်နိုင်ငံတော်ကိုပုံကန်ခဲ့ကြတယ်။သူတို့ခေဆက်ဆက်နိုင်ငံတော်ကိုပုံကန်တယ်ကျွန်တော်တို့တိုင်းရင်းသားခွင့်ရလို့ချင်းတယ်ကျွန်တော်တို့တိုင်းရင်းသားခွင့်ရလို့ချင်းတယ်တိုင်းရင်းသားခွင့်ရလို့ချင်းပါတယ်ပြောပြီးတော့နိုင်ငံတော်ကိုပုံကန်ပြီးတော့နိုင်ငံတော်အကျိုးပြည်တော်စုအကျိုးကိုဘယ်တုန်းကမှမတည်ဘူးခဲ့တဲ့စံကုန်မီလေးတွေသာဖြစ်တယ် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ AA ရဲ့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးမပူတူဝေဖန်လိုက်တဲ့ရုပ်တံနဲ့အတူဘုံတန်ခံမြေအောက်ဆေးရုံစေကမ်းများတိစောက်နိုင်ရေးဝိုင်းဝန်းကူညီပေးကြရန်ကျန်းမာရေးဝန်ကြီးတိုက်တွန်းလိုက်တဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ်စစ်ကောင်စီတပ်သည်ယခုရက်ပိုင်းတွင်ဆေးရုံစေကမ်းများကိုပိတ်မှတ်ထားပြီးလေကြောင်းမှဘုံကျဲတိုက်ခိုက်မှုများပုံမိုလှုပ်ဆောင်လာသည့်အတွက်ဘုံတန်ခံနိုင်သည့်မြေအောက်ဆေးရုံစေကမ်းများတိစောက်နိုင်ရေးပြည်တွင်းပြည်ပမှမြန်မာပြည်သူများနှင့်နိုင်ငံတကာအလူရှင်များအနေဖြင့်ကူညီကြရန် အမျိုးသားညီညွတ်ရေးအစိုးရ NUGE ကျန်းမာရေးနှင့်ပညာရေးဝန်ကြီးဌာနဝန်ကြီးဒေါက်တာဇော်ဝေဆိုးကတိုက်တွန်းပြောကြားသည့်ဒီရပိုင်းဒီလပိုင်းတွေမှာကျွန်တော်တို့ရဲ့မြေပြင်မှာရှိနေတဲ့ရှေးတန်းစေယုံစေကန်းတွေရောနောက်တန်းစေယုံစေကန်းတွေရောဘုံကျဲတိုက်ခိုက်ခံနေရတယ် ဧပြီနဲ့မေနှစ်လအတွင်းမှာတိုက်ခိုက်မှုတွေပိုပြီးတော့များလာပြီးဆေးရုံဆေးကန်းတွေလုံခြုံမှုမရှိတော့တဲ့အတွက်ဘုံတံခံနိုင်တဲ့မြေအောက်ဆေးရုံဆေးကန်းတွေပေါင်900တထောင်ဘုံတွေကျဲတဲ့တံကိုခံနိုင်တဲ့မြေအောက်ဆေးရုံဆေးကန်းတွေစောက်ဖို့လိုလာပါတယ်ဟုလင်းကပြောသည် ယခင်ကာလများကတော်လန်ရေးတပ်ဖွဲ့များအနေဖြင့်လုံခြုံသည့်တောရဲတောင်ထဲတွင်ရှေ့တန်းစေယုံစည်းကမ်းများနောက်တန်းခြေချစေယုံစည်းကမ်းများတိဆောက်၍စေကူတမှုပေးခဲ့တော်လဲနောက်ပိုင်းကာလများတွင်စစ်ကောင်စီတပ်သည်စေယုံစည်းကမ်းများကိုပြစ်မှတ်ထားတိုက်ခိုက်မှုများပုံမှုပြုလုပ်လာသည့်အတွက်ဘုံတန်ခံမြေအောက်စေယုံစည်းကမ်းများပုံမှုလိုအပ်လာခြင်းဖြစ်ကြောင်းဝန်ကြီးဒေါက်တာဇော်ဝေဆိုးကအတည်ပြုသည် ရင်းအပြင်မြန်မာနိုင်ငံကဲ့သို့ကမ္ဘာအနေအများဆုံးနိုင်ငံတစ်ခုတွင်ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့်ဆရာဝန်များနှင့်တူနာပြုများစိတ်ချလုံခြုံစွာစေကူတမှုပေးနိုင်ရေးနှင့်ကောင်းမွန်စွာအနားယူနိုင်ရေးအတွက်လည်းဘုံတန်ခံမြေအောက်ဆေးရုံစည်းကမ်းများတည်ဆောက်ရမည်ဖြစ်ကြောင်းလည်းဝန်ကြီးကဆိုသည်မင်္ဂလာပါမျိုးတွေကျွန်မမဘုဒ္ဓမာသေးပါရှင်ဒီနေ့နောက်25ခုနှစ်မေလ25ရက်နေ့ဖြစ်ပါတယ်ခေါင်းစဉ်မှာပေးထားတဲ့အတိုင်းပဲလေဆောင်တဲလေးခြေတန်ရှည်နဲ့ စစ်မှုတိုင်းဥပဒေကိုကန့်ကွက်ရှုတ်ချခြင်းဒီအကြောင်းအရာနှစ်ခုကိုမျှဝေပေးပါမယ်။မွေးရသည်လည်းရောက်ပြီ၊ကျောင်းဖွဲ့ရသည်လည်းရောက်ပြီဆိုတော့ကျမတို့ငယ်စဉ်တည်းကအမြဲတမ်းကြားနေကြပါတော့နော်။မွေးရေဆက်ရေတဝေးဖွေးကွင်းရေတဝေးဝေးလေးဆောင်တဲလေးခြေတန်းရှိမှုကိုအောင်ပါနီ။ဆိုတော့လေးဆောင်တဲလေးခြေတန်းရှိဒီလေးဆောင်တဲလေးကဘယ်မှာရှိလဲဆိုတော့သခိုင်းတိုင်းဝက်လက်မြို့နယ်မှာရှိတယ်။သခိုင်းတိုင်းဝက်လက်မြို့နယ်ကနိုင်ငံတော်ကိုလက်နက်ကိုင်ပုံကန်နေတဲ့ပါသုံးလုံးခေါင်းဆောင်ပါအဖာခေါင်းဆောင်မြို့အောင်ကို ဒီပုဂ္ဂိုလ်ဒီတရားလွှတ်တော်ရှေ့နေဘွားကနေ CDN လုတ်ပြီးတော့เนาะနိုင်ငံတော်ကိုလက်နက်ကင်ပုံငန်းနေတဲ့ပအသုံးလုံးခေါင်းဆောင်ဖြစ်လာတယ်။အာပြီးခဲ့တဲ့တနေ့23ရက်နေ့ညရွာအပြင်လေဆောင်တဲမှာသူညမတဝန်းခွဲနဲ့နှစ်ယောက်တည်းအတူတူရှေ့နေတဲ့အချိန်မှာပြစ်တက်ခံလိုက်ရတယ်။ဖြစ်စဉ်ကိုကျွန်မရိုးရိုးရှင်းရှင်းပဲပြောရနော်။ပအသုံးလုံးခေါင်းဆောင်တဲ့ညမတဝန်းခွဲနဲ့လဲဆောင်တဲလေးခြေတိုင်းရှိမှာညာကြီးအချိန်မတော်မိုးချုံမှာနှစ်ယောက်တည်း ကျမရိုးရိုးရှင်းရှင်းပဲပြောရဲနော်နှစ်ယောက်ထဲ23ရက်နေ့ညနှစ်ယောက်ထဲရှိနေတဲ့အချိန်မှာလောက်ကျန်တက်ဖြတ်ခံလိုက်ရလို့နှစ်ယောက်လုံးတင်းသွားတယ်ဒီကိစ္စပုံမှာတဖက်ကအာ online အားချောင်းနေလေးတိုင်းတန်လူသက်သမားတွေနဲ့ပြည့်ဖြတ်မိတာတွေကြတော့ပြောတယ်။ဟာဒီပါသုံးလုံးခေါင်းဆောင်ပါအဖခေါင်းဆောင်ကဟာဦးမျိုးအောင်ကိုကအင်မတန်မတော်တဲ့လူဖြစ်ပါတယ်။ဗိုလ်တော်လိုင်းကြီးမှာအင်မတန်အားကိုးရပါတယ်။သူ့မှာရန်ညွရန်စာမရှိဘူးလူချစ်လူခင်ပေါ်တယ်။လူချစ်လူခင်ရှိပေါ်တယ်ရန်ညွရန်စာမရှိဘူးဒါဆိုဘာလို့အသက်ခံရတာလဲ။ လေဆောင်တဲလေးခြေတိုင်းရှိမှာညာကြီးအချိန်မတော့ရွာပြင်ကလေဆောင်တဲထဲမှာမောင်နှမအနှစ်ဘာလို့နေကြရင်အသက်ခံလာရတာလဲဒါကတော့စာပလင်းနှင်းမောင်တို့အိုက်ပြီးလို့ပဲဖြေပေးဖို့ကျွန်မမြေတားရက်ခံပါတယ်နောက်တစ်ခုကတော့ရှစ်မှုထောင်ဥပဒေကိုကျွန်မကန့်ကွက်ရှုံချပါတယ်ကျုံမတဦးနဲ့ဥပဒေနဲ့ပတ်သက်လို့ရခိုင်ပြည်တောင်ကုန်းမှာရှိတဲ့ရခိုင်နေပေါ့အထူးသဖြင့်ရခိုင်တော်တော်များများဟာရခိုင်လို့ပြောတာနဲ့တော်တော်များများကအေးအေးကိုထောက်ခံကြတယ်။နော်။ဆိုတော့အဲ့ဒီ တောင်ကုန်းမှာရှိတဲ့ရခိုင်တွေကသူတို့အေးအေးထုတ်ပြန်တဲ့စစ်မှုထမ်းဥပဒေကိုကန့်ကွက်ဆန္ဒပြတဲ့အတွက်လူပေါင်း40ကျော်အဖမ်းခံလိုက်ရတာအခုဆိုတပတ်တည်တည်ရှိသွားပြီစစ်မှုထမ်းဥပဒေကိုကန့်ကွက်ဆန္ဒပြလို့ရခိုင်40ကျော်ဖမ်းဆီးခံရတာတပတ်တည်တည်ရှိသွားပြီဒီတပတ်တည်တည်ဖြစ်သွားတဲ့သတင်းကိုနော်အွန်လိုင်းတဲကလေးလိုင်းတန်လူတက်သမားဒီဘာကြောင့်ပါစပ်ပေါက်ပေးနေကြတာလဲတရားမျှတမှုတို့ဒန်းလူညီမျှခွင့်တို့ ထက်သွဲသွဲအော်နေတဲ့ online အားထောင်လိုင်းတန်လူသက်သမားတွေဘာအကြောင်းပါဇက်ပေါက်ပိတ်နေကြတာလဲကျွန်မအစတွေကပြောပါတယ်ရှင်တို့တွေက animal fan ဖြစ်နေတယ် toss away ရေးတဲ့ animal fan ဖြစ်နေတယ်ခမားတို့မသိဘူးမဖတ်တတ်ဘူးဆိုရင်တခင်ဘာတောင်ဘာသာပြန်ရေးထားတယ်ခြေလေးတောင်ဒေါ်လာရေးဆိုရယ်စောက်ရှိတယ်ဖတ်ကြည့်ပါလို့ကျွန်မပြောခဲ့တယ်အခုတခါထပ်ပြောတယ်ခမားတို့ကိုယ်တိုင်က animal fan ဖြစ်နေတယ်အခုဆိုရင် AA ကသူတို့ရခိုင်ပြည်နယ်မှာရှိတယ်စစ်မှုထမ်းတပ်ထဲမှာအကျုံးဝင်တဲ့လူတွေအကုန်လုံးရခိုင်ပြည်ရဲ့အပြင်ပါ ။ရခိုင်ပြည်ကနေတခြားပြည်ပတွေကိုတခြားပြည်နယ်တွေခြားတိုင်းဒေသကြီးတွေကိုထောက်ခွာခွင့်ပေးလိုက်တယ်။ပထမတော့ကလာစားကအစိုးရကနေစစ်မှုထမ်းဥပဒေထိုးတုံးကဟာမြမတနိုင်ငံလုံးအကျဉ်းချနေပါတယ်။မြမတနိုင်ငံလုံးထောင်ချနေပါတယ်ဆိုပြီးတော့ပြည်ဖြတ်တယ်နဲ့ဘုံကြုံမျိုးညစ်တွေနဲ့မီဒီယာတွေပေါင်းပြီးတော့ဝါဒဖြန့်ခဲ့ကြတာအုံနေခြင်းနဲ့အခုအေးအေးက သူတို့ရခိုင်ပြည်နယ်ကနေတခြားကိုထောက်ခွင့်မပေးဘူးအကုန်လုံးရခိုင်ထဲမှာပဲသိရမယ်ရခိုင်ကိုလူမျိုးတုံးပြောက်ခွင့်အောင်လူမျိုးတုံးအောင်ရခိုင်ဆိုတာအယုတ်ရေးပြရအောင်လုပ်နေတာကြတော့ရခိုင်တပြည်နယ်လို့အကျဉ်းထောင်ကြနေပါတယ်လို့ဘယ်သူကမှမပြောရဲကြတာထူးဆန်းတယ်အခုကျတော့ဘာကြောင့်ရခိုင်တပြည်နယ်လို့အကျဉ်းကြနေပါတယ်လို့ခမားတို့မဝေဖန်ရတာဝေဖန်ရရတယ်မှန်ရင်လက်ခုတီဗီအားပေးရတဲ့တက်တီရှိရမယ်မှားရင်လည်းပဲလက်ညှိုးထိုးဝေဖန်ရတဲ့တက်တီရှိရတယ်ကျမကြီးကျမမိန်းမသား ကျမမှန်ရင်ထောက်ခံနေအားပေးတယ်မှရင်ကျမလက်ညှိုးထိုးပြီးဝေဖန်ထောက်ပြတယ်အဲ့ဒီအတွက်လေတောင်းရင်မှတောင်းရင်ခံမှုရှိရတယ်အခုခမားတို့ကအဲ့ဒီလိုမဟုတ်ဘူးတစ်ဖက်စစ်တပ်ကြတော့စစ်မှုထမ်းဥပဒေထုတ်တော့တနိုင်ငံလုံးအချင်းကြနေတယ်ပြောတယ်တော့အခုအေးအေးကရခိုင်ပြည်အပြင်မကိုထွက်ခွင့်မရှိပါဘူးလို့ပြောတဲ့အခါကျတော့ရခိုင်တပြည်နယ်လုံးအချင်းကြနေပါတယ်လို့ဘယ်သူမှမပြောရဲပဲအပေါက်ပိတ်နေကြတယ်တိတ်ကိုသေးရဲဘောကြောင်နေခမားတို့တွေနော်ဒီနေရာမှာဆိုလို့ရှိရင်အဲ့ဒီအေးအေးဆိုတာပထမဆုံးတို့လာရာက ဥကျော်ဆန်းရွှေဥကျော်ဆန်းရွှေဆိုတာရခိုင်ပြည်ကွန်မြူနတီပါတီပေါ့အဲကွန်မြူနတီကအလန်ဖြူအလန်နီကွဲတော့သူတို့ကအလန်နီတခင်ဆိုးရဲ့ဘက်ကနော်တခင်တန်းထုံးတို့မဟုတ်ဘူးအလန်နီတခင်ဆိုးတို့ဘက်ကရခိုင်ပြည်ကွန်မြူနတီပါတီဥကျော်ဆန်းရွှေနော်အဲဒီကနေသူတို့လက်နက်ကိုင်ပုံကန်နဲ့နိုင်ငံတော်ကိုပုံကန်နဲ့နော်ဥနေဝင်းတို့အစိုးရနော်ဥနေဝင်းဆိုးရနေပြီးတော့သူတို့ကိုနှိမ်လင်းခဲ့အဲ့ဒီအချိန်မှာရခိုင်တမရနိုင်ငံတော်ထူထောင်ရေးအဲသူတို့ကရခိုင်တမရနိုင်ငံတော်ထူထောင်ရေးတောင်းဆိုရဲဒါပေမဲ့အပေးယူညှိနှိုင်းနေလို့ပြီးတော့ အေးလေအိတ်လေဖောင်းနှောင်းကိုစိတ်လေပြောင်းပြီးငြိမ်သွားတယ်။နောက်ဥကျော်ဆန်ရွှေဥကျော်ဆန်ရွှေပြီးတော့တခါရခိုင်ပြည်တော်လိုင်းရဲ့တပ်ဖွဲ့တို့ရခိုင်ပြည်တော်လိုင်းအင်အားစုတို့ရခိုင်လွတ်မြောက်ရေးတပ်မတော်တို့ရခိုင်ကာကွယ်ရေးတပ်မတော်တို့နော်အာ AIA လို့အာ ALA လို့ AIA ALA AIO အဖွဲ့တွေအများကြီးပေါ်လာတယ် ်နော်ဦးဆန်ကျော်ထွန်းဦးဆန်ကျော်ထွန်းဆိုမမေရရ1960နဲ့ဒေါ်လာရေးကောင်စီအစိုးရတက်တဲ့အချိန်ကာလနိုင်ငံတော်ကိုလက်နက်ကင်ပုံကန်ကြတယ်နော်အဲ့ဒီမှာဒေါ်လာရေးကောင်စီနဲ့သူတို့ဟာတိုက်ကြတိုက်လိုက်ဆွေးနွေးလိုက်ဆွေးနွေးလိုက်တိုက်လိုက်နေအဲ့ဒီတစ်ဖွဲ့ကအိတ်ဖောင်းတော့တခါစိတ်ပြောင်းသွားတယ်နော်ကျော်ဆန်ရွှေပြီးတော့ဟောခိုင်ခိုင်ရဲခိုင်ခိုင်ရဲခိုင်တို့ဟောနောက်တစ်ယောက်ရှိသေးတယ်ခိုင်ခိုင်မိုးလင်း ခိုင်ရဲခိုင်တို့ခိုင်မိုးလင်းတို့အဲခိုင်ရဲခိုင်တို့ခိုင်မိုးလင်းတို့ဆိုလို့ရှိရင်လည်းရခိုင်မီတော်လန်ရေးတို့ရခိုင်မီကာကွယ်ရေးတို့တို့အဲ့လိုမျိုးရခိုင်ပြည်လူမြောင်ရေးရခိုင်လူတို့ကောင်းစားရေးဆိုပြီးလက်နက်ကိုင်ပုံငယ်ကြအိဖောင်းတို့အစိပ်ပြောင်းသွားကြအဲ့ဒီကနေခိုင်ရဲခိုင်တို့ခိုင်ရာသာတို့ခိုင်မိုးလင်းတို့ပြီးတော့တခါအေးအေးဆိုပြီးခိုင်ရာသာပေါ်လာတယ်နော်ခိုင်ရာသာကနေအကူဆက်ခိုင်တဲ့ထုံးမြလိုင်းတို့ပို့လာတယ်တို့အကုန်လုံးကကြီးမြောင်တဲ့လူမျိုးရေးအမြင်ဝါဒနဲ့စစ်စစ်ပွားရေးလုပ်နေကြတာကြီးပဲ တိုင်းရင်းသားရဲ့လူမျိုးရေးကိုဗန်းပြပြီးတော့အခွင့်သားရင်တိုက်တယ်အခွင့်မသားတော့အရေးမကြုံလို့အရေးမသားတဲ့အရေးနှိမ့်တဲ့အခါကျတော့ငင်းချက်ရေးဆွေးနွေးပါတယ်ဆိုပြီးတော့ရသမျှအခွင့်အရေးနိုင်ငံတော်ကပေးသမျှအခွင့်အရေးကိုယူပြီးတော့တသက်မိသားစုဆွေးစင်မျိုးစင်80စားမကုန်တော့အောင်ချမ်းသာသွားတဲ့အခါငြိမ်ကျသွားကြတယ်အကုန်လုံးကစစ်စည်းဝါးကြီးလုပ်နေကြတာကျင်းမြောင်းတဲ့လူမျိုးရေးအမြင်ဝါဒတွေနဲ့ မှဘူးမသိဘာမသိတဲ့မျိုးနွယ်စုတွေကိုလူမျိုးတွေကိုကိုမျိုးနွယ်စုကိုတိုင်ရဲ့သားအခွင့်ရေးကိုပြည်နယ်လွတ်မြောက်ရေးတို့ဖျောက်ပေးတယ်မြောက်ပေးပြီးတော့အခွင့်တိုင်းရင်တိုက်တယ်အခွင့်မသားတဲ့ခါကျတော့ရသားများအခွင့်ရေးကိုယူပြီးငိန်ချရေးဆိုပြီးရှာနှက်ခွနဲ့ရက်တည်နေကြတယ်ခေအဆက်ဆက်မှာနိုင်ငံတော်ကိုလက်နက်ကင်ပုံကန်ခဲ့တာကြီးပဲနိုင်ငံတော်ကိုကောင်းကျိုးပြုခဲ့တာရှားပါတယ် ကျွန်တော်တို့သင်ကန်းစာယူတတ်ပါတယ်။မွေဘွေးဆိုတာကအကောင့်သေးရင်လေအကောင့်သေးပြီမယ်အစိတ်ရှိတယ်။မွေဘေးမှန်းသိရင်အကောင့်သေးသေးလေးတွေကတတ်လိုက်ရမှာ။အခုတော့မျိုးဆက်တွေတစ်ဆက်ပြီးတစ်ဆက်နော်။ဟိုးအစဟိုရခိုင်ပြည်ကွန်မြူနီပါတီရခိုင်ပြည်ကွန်မြူနီပါတီဦးကျော်ဆန်းရွှေကနေပြီးဦးဆန်းကျော်ထွန်းတို့ခိုင်ရဲခိုင်တို့နော်ခိုင်ရဲခိုင်တို့ခိုင်အခိုင်မိုးလင်းတို့ခိုင်ရသားတို့ထုံးမြက်နိုင်တို့တပုံနီကမျိုးဆက်နဲ့တစ်ဆက်ပြီးတစ်ဆက်လက်ဆင့်ကမ်းပြီးတော့အဆက်မပြတ်နိုင်ငံတော်ကိုပုံကန်ခဲ့ကြတယ်။ သူတို့ခက်ဆက်ဆက်နိုင်ငံတော်ကိုပုံကန်တယ်ကျွန်တော်တို့တိုင်းရင်းသားခွင့်ရလို့ခြင်းနဲ့ကျွန်တော်တို့တိုင်းရင်းသားခွင့်ရလို့ခြင်းတိုင်းရင်းသားခွင့်ရလို့ခြင်းမှာရပြောပြီးတော့နိုင်ငံတော်ကိုပုံကန်ပြီးတော့နိုင်ငံတော်အကျိုးပြည်တော်စုအကျိုးကိုဘယ်တုန်းကမှမတည်ဘူးခဲ့တဲ့စံကုန်မီလေးတွေဒါဖြစ်တယ်